ိုယ်တိုင်ဖွံ့ဖြိုးတိုးတက်ဖို့အဓိကအချက်ဆက်ရှိချက်နံပါတ်1မိမိကိုယ်ကိုအရင်နားလည်ပါကိုပါကိုကြိုက်တယ်လဲမကြိုက်ဘူးလဲအတ္တကျင်နဲ့အာဏာချက်တွေကိုတိမတာထိရောက်စွာဖွံ့ဖြိုးနိုင်မယ်နံပါတ်2ကိုယ်ခံစားချက်ကိုယူသားစွာလက်ခံပါအမြဲတမ်းကြုံရင်သူလိုဟမ်းမဆောင်ပါနဲ့မနိုင်တဲ့နေ့မှာအနားယူဖို့ဝန်မလေးပါနဲ့နံပါတ်3တိတိလေးတွေကစပါစင်စင်ဖြစ်မှစဖို့မလိုပါဘူးတနေ့9မိနစ်လောက်လေ့ကျင့်ခန်းလုပ်တဲ့သူက6လအကြာမှာ10ကီလိုမီတာပြေးနိုင်လာတယ်နံပါတ်4 ဆေးရထက်တံမှုထက်စီကံကိုအလေးထားပါဆေးရထက်တံမှုကမိစားဖြစ်နိုင်ပေမဲ့စီကံရှိမှအဲ့ဒီမိကိုအမြဲတောက်စီမယ်နံပါတ်5ရီမန်းချက်ထားပါဒါပေမဲ့ပြောင်းလဲနိုင်တဲ့ပြပြမှုရှိပါရီမန်ချက်ကချုံတော်နဲ့တန်ကြိုမဟုတ်ပါဘူးဥဒိယညွန့်တန်ဖြစ်ပါလေနံပါတ်6အခုအသုံးမွင့်သေးတဲ့အရာတွေကိုလည်းတင်ယူထားပါအသိပညာတွေကမျိုးစစ်ရည်နဲ့တူတယ်ကိုလိုအပ်တဲ့အချိန်မှအပင်ပေါက်လာမယ်နံပါတ်9ကိုကိုပူကောင်းအောင်အားပေးတဲ့သူတွေနဲ့နေပါကိုနာကလူတွေကကိုကိုပြောင်းလဲစေတယ် ဖွံ့ဖြိုးတိုးတက်နေတဲ့သူတွေနဲ့ပေါင်းတင်ပါနံပါတ်၈အကြံဉာဏ်ကိုနားထောင်ပါဒါပေမဲ့အားလုံးကိုလိုက်မလုပ်ပါနဲ့လူတွေရဲ့အကြံတွေကိုနားထောင်ပါဒါပေမဲ့ဆုံးဖြတ်ချက်ကိုတော့ကိုယ့်ဘာသာချပါနံပါတ်9ကို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 မြ мян ခွင့်ထုတ်တတ်ပါစေအမားလုံးမိတာကိုဝန်ခံပါဒါပေမဲ့အတိတ်အမားတွေနဲ့အနာဂတ်ကိုမနှောက်ယှက်ပါနဲ့နံပါတ်10ကျမရေးကိုအလေးချင်းလုပ်ပါနေမကောင်းမှယူဆိုင်တာမျိုးမလုပ်ပါနဲ့ကျမရေးမကောင်းရင်ဘယ်ရီမန်းချက်မှအောင်မြင်ဖို့ခက်ခဲလိမ့်မယ် နံပါတ်7မတိသေးတာကိုဝန်ခံပြီးတင်ယူဖို့အစဉ်င်းဖြစ်ပါမတိတာကအမိုင်မဲခြင်းမဟုတ်ပါဘူးညာရင်လာမယ့်အစပဲနံပါတ်7ကိုကိုကိုချစ်တဲ့သူတယောက်လိုစကားပြောပါကိုကိုကိုအားငယ်စေတဲ့စကားတွေမပြောမိပါသေးနဲ့နံပါတ်7တယောက်တည်းညင်ညင်လေးအချိန်ပေးပါအဖေအများစုကတိတ်ဆိတ်မှုတွေကပေါ်လာတတ်တယ်။နံပါတ်14စမ်းသက်ပါအမားလုပ်ပါပြင်ဆင်ပါရလကအတိအကျမဖြစ်ရင်တောင်ရရင်မှုတိုင်းကကိုယ်ကိုကြည်ပြင်းစေတယ်။နံပါတ်15ဖြေဖို့တဲ့ နားထောင်မှုအာယုံဆိုင်ပါကဘာကြီးကိုနားလဲသူတွေဟာစကားပြောကောင်းသူတွေမဟုတ်ဘူးနားထောင်မှုအားကောင်းတဲ့သူတွေဖြစ်ပါတယ်နံပါတ်6ညီတော်မဲ့စားကျေးဇူးတင်တတ်ပါစေပြန်ပြန်မရပြီလို့ထင်ရင်တောင်းဒီနေ့ထက်ပြီးတည်ယူရတာပဲလို့ပြောင်းတွေးလိုက်ပါနံပါတ်7အောင်မြင်မှမဟုတ်ပါဘူးကြိုးစားနေတဲ့အချိန်မှလည်းတမိုးရှိပါလေကြီးမှန်းချက်မရောက်သေးရင်လည်းကိုဟာတမိုးရှိပါလေနံပါတ်8နှိုင်းရှင်မှုတွေကိုရက်ပြီးကိုလန်းအတိုင်းဆက်လျှောက်ပါကိုခီကြီးကသူများနဲ့မတူပဲကိုအတွက်တင့်တော်ရင်လုံလောက်ပါတယ် ဖြည်းဖြည်းချင်းဖြည့်စွက်ပြီးကိုဘွားကိုတိဆောက်ပါ နေ့ရက်တိုင်းပြောရွှင်ပါလေး